အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့မြန်မာပြည် official global ဈေးကွက်ထဲမှာ price to performance ကောင်းတဲ့ထဲမှာထည့်လို့ရတဲ့ lucky 08လေးကို unboxing လုပ်ပြီးတော့အတူတူကြည့်မှာဖြစ်ပါတယ်ဒီ lucky 08နဲ့ပတ်သက်ပြီးကအမှတ်တရတွေအများကြီးရှိရပါတော့ဘာလို့လဲဆိုတော့ဈာထဲမှာကျွန်တော်တို့၈လပိုင်း၉လပိုင်းဝင်ကျင်လောက်ကပစ္စည်းတွေလမ်းကြောင်းတွေပြည့်ပြီးတော့ company မှာလည်းဒီကောင်ကဝယ်လို့မရတော့ဘူးဒီကောင် unboxing မလုပ်လို့ပါဆိုပြီးစိတ်ဆိုးသွားတဲ့ viewer တချို့တောင် ်ရှိပါလိမ့်မယ်ဒီဖုန်းတွေအသေးရောက်ပြီဟိဆိုရင်များသောအားဖြင့်ကဒီ company တွေကကြော်ညာမယ်ပေါ့နော်ဟိုဘယ်လိုဖြစ်တယ်ဆိုတာကအဲဒီ reviewer ပါညာတွေစီကိုပဲဖုန်းတွေကိုပို့တာပါကျွန်တော်တို့လိုဈေးရောက်တဲ့သူတွေရှိကိုဒီပစ္စည်းကမရောက်ဘူးပေါ့နော်အဲ့တစ်ခေါက်ကလည်းအထက်ပြမှန်ပြီမှာအလုံးတရာတော့မပြည့်ဘူးထင်တယ်စိုင်းတွေခွဲရန်ချလိုက်တာနေဘက်ကိုမရောက်တော့ကျွန်တော်တို့ဒီ lucky 08လေးဟာဗီဒီယိုလည်းမတင်ပေးပြီးခဲ့သလို unboxing လည်းမလုပ်ဖြစ်ပေးတော့ ဟိုဟိုဘာလို့မလုပ်ပေးတာတုံးတမင်ကျွန်တော်တို့ဂိမ်းမဆိုင်တာလားဘာဖြစ်နေညာဖြစ်တယ်မျိုးစုံပေါ့နော် comment တွေပေးပြီးတော့ခဏခဏအပြောခင်ရတယ်ဖုန်းမှာအခုတော့ကျွန်တော်ကိုယ်တိုင်ဟိုအဲ့ဒီကကုမ္ပဏီကညီလေးကိုရောက်ရင်ပြောပါလို့ပြောထားတော့အခုဝယ်ခြင်းနဲ့ဟိတ်ဆိုလဲဝယ်လို့ရပြီအခု unboxing လေးတက်ခါတယ်ပြန်ပြီးတော့ လုတ်ပေးလိုက်တာပါဈေးနှုန်းကကျွန်တော်တို့ပထမပေါ့နော်ပထမအချိန်ဝင်ခြင်းတော့သူတို့ကုမ္ပဏီကရောင်းတာ၈သိန်း၄သောင်း၉ထောင်နဲ့ရောင်းတာအခုကတော့ဈေး၅သောင်းတက်ပါတယ်၈သိန်း၉သောင်း၉ထောင်နဲ့ဝယ်ရမှာပါကာလာဆိုလည်းကျွန်တော်တို့ရှိမှာတော့အနဲ့ရောင်းနေပဲရှိတယ်ပစ္စည်းက store ရှိပါသေးတယ်ဘာလို့တန်တာတော့စိတ်ဝင်စားကြတာတော့ဆိုရင်ဒီဖုန်းတစ်ခုလုံးမှာအကျန်းအဖြစ်ပြ official global ဝင်တဲ့အထဲမှာစွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီး 7S Gen 2နဲ့လာတယ်ဆိုတာ Mizu Lucky 08 ပဲရှိတယ်ဟာဒါပေမဲ့ကျွန်တော်တို့ Samsung S Gen 2က3ဘူးလားဆိုရင်ခင်ဗျားတို့ Note 13 Pro 5G ဒီ Mizu Lucky 08เนี่ยသုံးထားတဲ့ SoC အတူတူပဲပုံမှန်ကျွန်တော်တို့မြင်တွေ့နေကြ Samsung S Gen 2တွေရဲ့ performance ဘိုင်း battery စားတဲ့နှုန်း Note 13 Pro ပုံမှာတော့ပူတယ် battery စားတယ်ဆိုတဲ့အနေထားကိုတော့တွားတယ်ဒီကောင်မှာဘလို့အနေထားရှိတော့ဒီ Mizu Lucky 08ထဲမှာကတော့ကျွန်တော်တို့ review အသေးစိတ်ဆန်ပြီးတော့ ပြောပြမိဈေးနှုန်းနည်းရတော့ official global ဈေးကွက်ထဲမှာအခု7300ဖြစ်နေတယ်ဟိတ်ဆိုရင်တော့တန်သေးတယ်နောက်ထပ်အဓိကဒီကောင်ရဲ့အာတာချက်လို့ပြောမှာပေါ့နော်ဒီ7300ဝန်းကျင်နဲ့ရတဲ့ဖုန်းတစ်လုံးမှာ LTPO display ပါလာတယ် LTPO နည်းပညာဆိုတာအဗျာကျွန်တော်တို့ဖုန်းမှာပါတဲ့ refer rate ကိုအနိုင်ဆုံး1 hertz ကနေပြီးတော့အမြင့်ဆုံးရနိုင်တဲ့ပမာဏ120 hertz ဒီအချိန်ညှိပြီးတော့မလို update အချိန်မှာ1 hertz အဲလိုအပ်ရင်100ဒီဟက်ပုံစံမျိုးပြောင်းပေးတာဒီကောင်းရဲ့အမြင့်ဆုံး refresh rate ဆိုရင်လည်း144 Hz ဒီအလုပ်လုပ်တယ် always on display တုံးတဲ့နေရာမှာဆိုရင်တော့သူက30 Hz အနေထားနဲ့သွားပြီးတော့အလုပ်လုပ်နေတာကိုတွေ့ရတယ်ဘာပြောပြောအာကိုသိန်းဝင်းကျင်ဖုန်းတစ်လုံးအနေနဲ့ဆိုရင်သူ့မှာပါဝင်တဲ့ LTPO နီးပညာဟာတော်တော်အဆင်ပြေပြီးတလို့ 144Hz ထားမဟိဆိုရင်လေ refresh rate ကို 144Hz နဲ့တစ်ချိန်လုံးအလုပ်လုပ်နေပါတယ်ဒါပေမဲ့ gain ဆော့မှာပဲထားပါပုံမှန်သုံးတာကတော့ 120Hz နဲ့သုံးတာပိုတင့်တော်မယ်အဲ့တော့ ဟုတ်ပြီခင်ဗျား refresh rate ဒီပဲပြောတော့ဒီ spec ကိုပြန်ပြောရရင် screen size က6.78 inch က AMOLED ကိုမှသူက 1.5K resolution နဲ့ကြည့်ရမယ် p brightness က9000 nit အထိရတယ်အဲ့ဒါ9000 nit အထိရတာဆိုတော့သူ့ရဲ့ LED မှာအလင်းဆုံး HDR brightness ကိုပြောတာပါပုံမှန်ကအဲကျွန်တော်800 nit နဲ့အလုံးလုံးပဲ high brightness က1600 nit ပါ ဟိုနောက်မှာကျွန်တော်တို့စမ်းကြည့်ရသလောက်လဲဒီသူ့ display ကပြနိုင်တဲ့ color saturation တွေ brightness တွေ contrast တွေကတော်တော်ကိုကောင်းတဲ့အနေအထားမှာရှိသလို multimedia ခံစားဖို့အတွက်လည်း stereo dual speaker တက်ဆင်ပေးထားတာဟာကိုသိန်းဝင်းကျင် official global အလုံးဒီမှာတော်တော် perfect ဖြစ်တဲ့ဖုန်းတစ်ခုအနေနဲ့ရှိတယ်။ဘောင်နဲ့ battery 6000 mAh ကလည်းခင်ဗျားတို့တနေ့ကုန်လုံးအသုံးခံနိုင်တဲ့အနေအထားမှာရှိသလိုဟို charging ပိုင်းအနေနဲ့ဆိုရင် 40W charging ကောင်းထည့်ပေးထားတာကို တွေ့ရပါတယ်အဲ့တော့ဟိုပါဝင်တဲ့ကင်မရာဆက်ရက်တွေကကောင်းလားမေးရင်ဟိုကိုသိန်းတဲ့ဖုန်းတစ်လုံးအနေနဲ့ဆိုရနိုင်တဲ့အဲဒီတေးဘာညာတော့မစိုးဘူးပေါ့เนาะဒါပေမဲ့ပါကျွန်တော်တို့ဒီနောက်မှလည်းတွေ့ပါလိမ့်မယ်နမူနာရိုက်ထားတဲ့ပုံတွေမှာဆိုသူကဒီနေ့ကျွန်တော်က စမ်းရိုက်တော့ဟိုကောင်းကင်ကြီးရိုက်လိုက်တဲ့ဟိဆိုကောင်းကင်ကြီးကပြတယ်မမညာတယ်လို့ပြောရမလို့ပဲပုံဝဲအပြင်မှာရှိတဲ့ကောင်းကင်ကြီးတဲ့ landscape မှုတွေရိုက်တဲ့အချိန်မှာပိုပြနေတာအဲ့ဒါကဓာတ်ပုံနေမှာမဟုတ်ဘူးဗီဒီယိုမှာလည်းပိုပြတဲ့ကောင်းကင်ကြီးကိုခင်ဗျားတို့တွေ့ပါလိမ့်မယ်ပေါ့နော်အဲ့တော့ဟို image processing ပိုင်းနဲ့ပတ်သက်ပြီးတော့အနှဲငယ်လိုအပ်ချက်ရှိတယ်စမ်းစာအနေနဲ့ပြောရရင်တော့ तू က Samsung HM6 စမ်းစာကိုတုံးထားတယ်အနည်းဆုံး Honor H90 တို့ Realme 11တို့မှာတုံးထားတဲ့ sensor နဲ့အတူတူပဲ main sensor 108 megapixel sensor HMS sensor ကိုတုံးထားတာ2 megapixel depth sensor ပါတဲ့ ultrawide lens ပါ냐တော့မပါဘူး selfie camera 8 megapixel 8 megapixel selfie က skin tone smooth တဲ့အနေအထားအတိုင်းတော့ရိုက်လို့ရတယ်လို့ပေါ့နော်အဒီ detail ကောင်းအောင် shape နဲ့ကောင်းကောင်းနဲ့တော့ရမှာမဟုတ်ဘူးဒါပေမဲ့ပါဝင်တဲ့ camera setup တွေက ဟိုကျွန်တော်ပြောကင်မရာအသားပေးတဲ့ဖုန်းနေလောက်မကောင်းမှုဆိုပေမဲ့အလုတ်ဖြစ်နိုင်တဲ့ပုံထွက်အနေထားကိုတော့ရတယ် portrait ကတော့အကျွန်တော်မျက်လုံးထဲမှာမြင်သာအောင်ပြောရင် note 13 pro ရဲ့ portrait ကဒီကောင်ထက်တော့ပိုကောင်းနေမယ်စံစားလေးဟိုကောင်ကနည်းနည်းပိုကောင်းတာကြောင့်လဲပါပါတယ်အဓိက image processing ဘက်ကတော့ ဲ့လိုရှိတယ်ပေါ့ဗျာနောက်ထပ်ကကျွန်တော်ဒီဖုန်းကိုဆန်းနေရင်လည်းမတွေ့ရတာ AI feature လို့ပြောလို့ရတယ်ဘာလို့သူရဲ့ officially site မှာအသေးစိတ်ကြေညာထားတာเนาะကျွန်တော်တို့ call interpreter လို့ခေါ်တဲ့ဖုန်းပြောရင်းနဲ့ translate လုပ်လို့ရတာတို့ဟို AI transcript ပေါ့เนาะ recording လုပ်လို့ရတဲ့ transcript feature တွေပါတယ်ဆိုပြီးကြေညာထားပေမဲ့ကျွန်တော်ဒီထဲမှာ setting ထဲမှာဝင်ကြည့်တာလည်းမတွေ့သလိုဒီ သူ့ဒိုင်လာထဲမှာကောခေါ်ပြီးဆန်းတဲ့နေရာမှာ EN feature တွေကမတွေ့ရသေးဘူးပေါ့နော်။ Now update ပါများပါလာမလားတော့မပြောတတ်ဘူး။တကယ်လို့ကိုင်နေရဲ့ညူကီတွေကတွေ့တယ်ဟိတ်ဆိုဘယ်လိုအနေထားသုံးလို့ရလဲဆိုတာကိုအောက်မှာ sharing လုပ်ပြီးတော့ပြောပြပေးသွားအောင်။ကျွန်တော်တော့မတွေ့လို့ပေါ့နော်။ Big quality design ဌာနကတော့ boxy ဖြစ်တဲ့လေးတောင်ဆန်းဆန်းအဲတော်တော်များများယောက်ျားလေးတွေခြိုက်မယ်အနေထားအချိုးကွေလေးကိုတုံးပြီးထားတာတွေ့ရတယ်ကင်မရာရင်းကတော့ရှယ်ကြီးပဲအနုစိတ်တေချာလုပ်ပြီးထားတယ်ဆိုပေမဲ့ အဲကျွန်တော်တို့မြန်မာပြည်ကလူတော်တော်များများကတော့အဲ့လိုအလေတဲတဲ့ကင်မရာဝိုင်းကိုမကြိုက်တာတော့များတယ်ဒါပေမဲ့အဲသူရဲ့ကျွန်တော်တို့ gravitational ring လာ star ring ဆိုပြီးတုံးပြီးတော့အဲတေချာဒါကင်မရာဘန့်ကိုဒီဇိုင်းဖော်ထားပါတယ်ဘာညာကြော်ညာထားတာတွေ့ရမယ်အဓိကအရေးကြီးတဲ့ကျွန်တော်ရေစိမ်းခံနိုင်တဲ့ IV site စင်တိုင်းတို့မပါဘူးဆိုပေမဲ့ပေါ့နော်ဒီပြုတ်ကြဘာညာခံနိုင်အောင်နော်သူ structure ကိုတေချာတိဆောက်ထားတယ်ဆိုပြီးတော့ တွေ့ရပါတယ်ဒီကောင်းရဲ့ပြင်ပအနေထား software feature တွေဘယ်လိုပါဝင်နေလဲရတော့နောက်မှာအသေးစိတ်ဆန်းပြပြီးထားတာဖြစ်တဲ့အတွက်ကျွန်တော်နဲ့တူလိုက်ကြည့်လိုက်ပါအောင်ခင်ဗျာ official global ဈေးကွက်မှာ bright to performance 10နဲ့ mizu lucky 08ပါ 2256k ကို83900နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်1 year warranty ပါပါတယ်ပေါ့နော်ကျွန်တော်ဖောက်ကြည့်ရအောင်ပါဒီကောင်ကကျွန်တော် global version မှာ เนาะတရုတ်စာပန်းညာလုံးဝမပါပါဘူးအဲမီဇူရဲ့ Flyme AI OS ကိုတုံးထားတယ်ဆိုပြီးတော့လည်းပြောပါတယ်အဲကျွန်တော်ဟိုဒီကောင် unboxing မလုပ်ပေးလို့ဆိုပြီးတော့စိတ်ကောက်နေတဲ့เนาะ viewer တွေလည်းအခုမှပြစ်စီရတာဖြစ်တဲ့အတွက် unboxing ပြန်လုပ်ပေးတာပါကဲကြည့်ရအောင်ဈေးကတော့သူဝင်ကစားတဲ့စာရင်9000ပုံများသွားတယ်။စဝင်ရင်တော့က8300ကိုတော့အခုကတော့8900ပေါ့။စင်းအီဂျက်တာပါမယ်။အာသူ့ရဲ့ နော်တယောက်မှမဖတ်တဲ့ user guide တွေ runny get တွေပါမယ်ပုံမှန်ပါနေကြပေါ့နော်အာ silicon cover လေးပါပါတယ်အထူးက0.9လောက်ရှိရဲဆိုတော့တော်တော်တော့ထူတယ် mega ကျွန်တော်ရဲ့မင်းသားကြီး mizu lucky 08ဘီမာချိမယ် tie si jo 40 watt charging ကောင်းလေးထည့်ပေးထားပါတယ် watt 40ပါ Mizu Lucky 08လေးရဲ့ big quality design အတန်းနာပါ ီကောင်ကနည်းနည်းလေးထူရလို့တော့ခံစားရတယ်8.6 mm ရှိတယ်ဘက်ထရီက6000 mAh ပါတာဖြစ်တဲ့အတွက်အလေးချိန်200 mg ကတော့အဲ့လောက်တော့ရှိမှာပေါ့နော်6000 mAh ဘက်ထရီပါတဲ့အနေထား camera ring design ကတော့ stellar test aesthetic design ဆိုပြီးတော့သူ့ရဲ့ site မှာ officially ညွှန်းထားတယ်ဒီ ring ကလည်း gravity ring banner ပေါ့နော်သူ့ရဲ့ site မှာညွှန်းထားတယ်တကယ်လည်း အမ်သူကင်မရာဘက်အထားသူလေးကကျွန်တော်တို့အပြင်မှာမြင်ရတာစမ်းနေပေါ့ဗျာမီနေဂျာမဟုတ်တဲ့ပုံစံကိုတုံးပေးထားတာတွေ့ရတယ်ဒီဘက်မှာတော့အာဒီကျွန်တော်တို့နိုင်ရီမှာတွေ့ရတဲ့ crash ship ပုံစံမျိုး texture design လေးတွေကို ring ပပတ်လေးမှာဝိုင်းပေးထားပါတယ် main camera က Samsung HM6 sensor သုံးထားတဲ့108 megapixel main camera ပါတယ်ဒီဘက်က2 megapixel depth sensor ဒီကောင်ကတော့ကျွန်တော်တို့ flash me လေးပေါ့နော်အဲရှေ့ဘက်မှာတော့8 megapixel selfie camera ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ် ပုံမှန်ကျွန်တော်တို့ဘောက်စီဖြစ်တဲ့ဒီဇိုင်းလေးတောင်းဆန်ဆန်အနေနဲ့တုံးရမယ်နောက်က flat cover ကိုတုံးပေးထားပေးမယ်လက်ရထင်တဲ့အနေထားရှိတာကိုတွေ့ရတယ် frame နေရာလဲကျွန်တော် flat frame ကိုတုံးပေးထားတယ် power button ကတော့ပုံမှန်ကျွန်တော်တို့ nuvia ရဲ့လိုမှာပဲဒီအယောင်အခွဲလေးတုံးပေးထားတာကတော့မဆိုးဘူးပေါ့နော် camera bank ကကျွန်တော်တို့အရင်ထွက်တာကိုမတွေ့ရဘူးအပေါ်ဘက်မှာ speaker တစ်လုံးပါမယ် mic ပါမယ်ဒီဘက်ဘေးမှာတော့ကျွန်တော် volume up down power button offer ချက်မှာကျွန်တော်တို့ speaker တစ်လုံးပါမယ် type c board mic sense lock လေးထည့်ပေးထားတယ်ဒီ battery ကတော့ကျွန်တော်တို့လုံးဝပြောင်းပါ sense lock ကတော့ကျွန်တော်တို့ dual sense lock ပါ memory card ထည့်သွင်းအသုံးပြုနိုင်မှာတော့မဟုတ်ပါဘူးဒီဖုန်းရဲ့အဓိကအားသာချက်လို့ပြောရမှာသူ့ screen က 6.7h AMOLED display ကိုမှာ 1.5k resolution ကိုကျွန်တော်တို့ကပတ်စံ8သိန်းကျော်နဲ့ကြည့်ရမယ်အပြင် LDPO နီးပညာပါဝင်တာဖြစ်တဲ့အတွက် uh, refer rate ကို1 to 144 hz ချိန်ညှိပေးမယ်ပေါ့ဗျာဒီမှာတော့120 hz ပေါ့အမြင့်ဆုံးကတော့144 hz refer rate ရနိုင်တယ် p brightness ကအာ9000နဲ့အထိရတယ်လို့ကြေညာတယ်ပုံမှန်ကျွန်တော်ကြည့်မဲ့အချိန်မှာဆိုရင်တော့800 nits အဲ high brightness က1600 nits အလင်းဆုံးဒီထဲမှာဆိုရင်တော့ 9000နှစ်တိလင်းနိုင်နေဆိုပြီးတော့အဲသူ officially site မှာကြော်ညာထားသလိုတကယ်လည်းဒီဇေဝင်ချင်းဖုန်းတွေထဲမှာတော့ display wire အနေနဲ့တော်တော်မိုက်တဲ့ဤပညာတွေပါဝင်တဲ့ဖုန်းတစ်လုံးဖြစ်တာကတော့သိကြတယ် PPI လည်းကျွန်တော်ဒီခုဖုံးဝင်ချင်းမြင်ရတဲ့အချိန်မှာတော်တော်အတု6.78 screen ပေါ်မှာညံ့ညံ့ညောညောကြည့်လို့ရတာတွေ့ရတယ်ပေါ့နော်ဆက်လက်လေးတစ်ချက်လုပ်ကြည့်ပါမယ် security ဘိုင်းအတွက်ကလည်းအားလုံးသဘောကျစီမဲ့ under display fingerprint ကိုအသုံးပြုပေးထားတာပါ အာကျွန်တော် navigation bar နဲ့ပဲသုံးပါမယ်ဘတ်တန်လေးနဲ့မသုံးတော့ပါဘူးကျွန်တော်ဇွန်းဆွဲလိုက်မယ်နော်အောင်ကြီးကြီးလင်းလင်းကြည့်လို့ရအောင်ဒီတိုင်းပဲကျွန်တော်ပြပေးလိုက်တော့မယ် global version ဝင်တာဖြစ်တဲ့အတွက်ကတော့ Google service ဘာညာအတွက်ဘာမှစိတ်ပူစရာမလိုဘူးလို့ official အမကင်တစ်နှစ်ကလည်းတစ်ခါလေးပါပြီးသားပါဒီတစ်ခုစိတ်မကောင်းစရာရှိတာကဒိုင်လာကကျွန်တော် Google ဒိုင်လာပေါ့နော် Google ဒိုင်လာဖြစ်တဲ့အတွက်ခင်ဗျားတို့ဟို ကော်ရီကော်ရင်းတုံးလို့ရတယ်ဟိဆိုရင်တော့ဒီကောင်ကအတန်ဖန်းနေပါသည်လို့ဩပါလိမ့်မယ်နော်အဲ့တခုတော့ကျွန်တော်တို့ထည့်စဉ်းစားရမယ်ပေါ့နော်အသေးစိတ် detail spec တွေနေရတော့မြင်နေတိုင်းကျွန်တော် Flyme OS ကိုတုံးပြီးထားတယ် Mizu Lucky 08 storage က 256GB memory ကတွဲခင်းနဲ့လာပါတယ် Android version ကတော့ Lossy 14ပေါ့နော်အာကျွန်တော်တို့15နဲ့ရအောင်ရနိုင်ပြီနောက် Flyme 11 UI နဲ့သုံးရမယ် screen size 6.78 inch screen resolution ကကျွန်တော်တို့ 1.5k resolution နဲ့ကြည့်ရမယ်အဲ selfie camera 8 megapixel main camera 108 megapixel ရဲ့ကျွန်တော်တို့2 megapixel depth sensor လေးရဲ့ပါတယ်လို့ရေးပြထားတာပါဒီကောင်းရဲ့အဓိကအားသာချက်တစ်ခုကကျွန်တော် Snapdragon 7S Gen 2ပေါ့နော် official global ရနိုင်တဲ့အလုံးတွေမှာ performance ကောင်းတဲ့ SoC ပါတာလေအဲသဘောကျစေတဲ့အချက်ဖြစ်ပါတယ် နောက်ထပ်ကကျွန်တော်တို့ပုံမှန်ဗာ feature တွေပါတော့အရင်ဆုံး display ထဲမှာဝင်ကြည့်ရအောင်။အော် display ထဲမှာမဝင်ကြည့်ခင်ကျွန်တော်တို့ဒီမဲ့ပြတရားရှိတာခင်ဗျားတို့ refresh rate ပေါ့နော်။ LDPO display ကဒီကောင်မှာတကယ်ပါတော့1 to 120hz အလုပ်လုပ်လာသိချင်အရင်ဆုံးကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ဒီမဲ့ show refresh rate လေးဖွင့်မယ်။အဲ့လိုဖွင့်မယ်ဟိဆိုရင်တော့ကျွန်တော်တို့ဒီ system version နော် Flyme OS system version လေးကိုနှိပ်လိုက်စက်တိုက်နှိပ်ပြီးရင် universal universal တွေကိုဝင်မယ်။ universal တွေက developer option အဲ့ developer option နဲ့မှာကျွန်တော်တို့ show refer rate ဆိုတာပါပါတယ်เนาะအဲ့ဒါလေးတစ်ချက်ပြပေးပါမယ်เนาะ show refer rate เนาะ show refer rate ဖွင့်လိုက်ပြီဆိုတာ ਨੇ ဒီမှာကျွန်တော်တို့ uh 120 hertz เนาะ auto ဆို1 to 120 hertz ဆိုတော့ခင်ဗျားတို့ LDB ကို display ကဒီမှာအလုံးလုံးပါတယ်ဘာလို့ဆိုတော့လုံးဝ screen ကိုမတိရဲ့အချိန်ဆိုရင်သူက refer rate ကို1 hertz နဲ့အလုံးလုံးပြီးနေပေါ့ကိုကတကယ်လို့ထိလိုက်ပြီးဟိဆိုရင်တော့ဒီမှာ120 hertz ပြောင်းပြီးတော့အလုံးလုံးပြီးတာဖြစ်တဲ့အတွက်ကတော့ RTPO နည်းပညာသုံးထားတာထေကြတဲ့ display ပါတယ်လို့ပြောလို့ရတယ်။အဲ display ထဲမှာကျွန်တော်တို့ပုံမှန်ပါနေကြ live mood dead mood တွေပါမယ်။အဲပြီးရင်ကျွန်တော်တို့ refer rate ပေါ့နော်ဒီမှာ refer rate ကတော့သူက144 hz ရတယ်လို့ရေးထားတယ်ဗျာ144 hz ထားသုံးမယ်ဟိဆိုရင်လည်း144 hz အလုပ်လုပ်တယ်။အဲ့ဒါလေကျန်းနေနော်။ဘာလို့တခါလေကြာရင်ကျွန်တော်တချို့ဖုန်းတွေမှာပေါ့နော်တချို့ဖုန်းတွေမှာဆိုရင်144 hz ပါပြီမဲ့ဒီလို swipe လုပ်တဲ့အချိန်မှာ144 hz နဲ့အလုပ်မလုပ်ဘူး။ဒီကောင်ကတော့ 144Hz ထိရတာတော့မိုက်နေတယ်။ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ 144Hz ကမလိုအပ်ပါဘူး။ကျွန်တော်ဒီမှာဆန်းတာတော့ဟိုအနေပဲဆန်းပြီးလိုက်ပါမယ်။ 120Hz နဲ့ပဲ adaptive ထားပြီးတော့ဆန်းပြီးလိုက်မယ်။နော်ဒီကောင်ကလိုအပ် မှကျွန်တော်တို့ဂိမ်းဆော့မယ်ပါညာဆိုတော့မှပဲခင်ဗျားတို့1 for 4 s မှာထားပြီးတော့ဆော့တာပို့ပြီးတော့အဆင်ပြေပါလေနောက်ထပ်ကကျွန်တော် display မှုပေါ့နော် display မှုမှာတော့ dynamic ကတော့အလွယ်ပြောရရင်တော့ဗျာအခြားဖုန်းတွေမှာဆို vivid တို့ saturated တို့ ਨੇ နှီးစက်တယ်ပေါ့ဟိုအယောင်တွေ color ဆိုဆိုတောက်တောက်ကြည့်ရင်ခင်ဗျားတို့ dynamic မှာထားဒါမှမဟုတ် adaptive ကတော့ကိုကြည့်နေတဲ့အဲဒီအယောင်တွေ color တွေပေါ်မှာ multi ပြီးတော့ change ပြေးခြင်းနဲ့ဟိဆိုရင် adaptive မှာထား standard ကတော့ ဟိုလုံးဝ normal အနေထားကြည့်ကျင်နေဟိဆိုရင် standard မှာဒါဒီမှာတော့ကျွန်တော်တို့သူ့မှာ default ပါတယ် dynamic ပဲပေါ့နော်အရောင် color စုစုတောက်တောက်နဲ့ကြည့်ကျင်တာဖြစ်တဲ့အတွက် dynamic မှာထားပြီးတော့ကျွန်တော်တို့ကြည့်လိုက်ပါမယ်။နောက်ခင်ဗျားတို့ double tap to wait ပေါ့နော် double နှိပ်လိုက်တာနဲ့ double tap နှိပ်လိုက်တာနဲ့ဖွင့်ကျင်နေဟိဆိုရင်ဒီမှာအလွယ်တကူဖွင့်လို့ရတယ်ဒါသူ့မှာပါတဲ့ feature လေးတွေပါ on off ပိတ်ချင်တာဆိုရင်လည်းပိတ်လို့ရတယ် double tap to lock screen ဆိုလည်းเนาะကျွန်တော်တို့ lock screen လောက်ချင်တဲ့ဟိဆို double tap to lock screen ပိတ်လို့ရပါတယ် ကဲဟုတ်ပြီပြီးရင်ကျွန်တော် always on display တခါလေးဝင်ကြည့်အောင် always on display က음ကျွန်တော် test display always display ပဲလုပ်လိုက်မယ်နော် always display ပဲလုပ်လိုက်မယ်ကျွန်တော် always on display က always မှာထားရင်တစ်ချိန်လုံးအလုပ်လုပ်ပြီးနေတာဒီကောင်းရဲ့ကောင်းတဲ့အချက်ဒါပေမဲ့အဲဒီ always on display အနေထားမှာတော့သူ 1hz တော့ LDPO display ကမစင်ဘူး 30hz အနေအလုပ်လုပ်တာတွေ့ရတယ်ပေါ့နော်အဲ့ဒါလေးရှိပါမယ်ဒီထဲမှာဆိုရင်တော့သူကအလုပ်လုပ်တယ် screen online ba ဆိုတော့ဒီမဲ့ကျွန်တော်တို့ 1hz ပေါ့နော်လုံးဝမထီဘူးဆိုရင် ဒါဆိုရင် wallpaper မှာဝင်ပြင်တော့ AOD ကဒီမဲ့အခြားဟာတွေရွေးလို့ရတယ်ဗျပုံမှန်သူ display setting တွေညာဆိုရင်တော့အရွေးစရာမပါသေးဘူးပေါ့เนาะအဲ့တော့ဒီကောင်ထားကြည့်အောင် apply လုပ်မယ်อืม nice เนาะအဲ့တော့ desktop wallpaper ထဲမှာ AOD feature တွေ function တွေကိုရွေးလို့ရပါတယ်နောက် tag ကကျွန်တော်တို့ sound and vibration နဲ့ဝင်ကြည့်မယ်ဆိုပါဦး speaker တဲ့ speaker တန်လေးတော့မစိုးဘူးเนาะကျွန်တော်တို့နောက်မှာတော့နည်းနည်းလေးအတန်တော့ဆန်းကြည့်မယ်ပေါ့ haptic လည်းမစိုးပါဘူး haptic လည်းမစိုးပါဘူး haptic လည်းမစိုးပါဘူးဆင်ပြေပါတယ်နောက်တစ်ခါကျွန်တော် app ပေါ့เนาะ app ထဲမှာက application တွေကို lock လုပ်ရတဲ့ feature ပါတယ်လို့ app ကလုံတာပေါ့เนาะခင်ဗျားတို့ facebook နှစ်ခုလို့ viber နှစ်ခုလို့เนาะ mobile legend နှစ်ခုလို့သုံးချင်တယ် app ကလုံတာတခါလေးပါလာတာမစိုးဘူး safety and emergency feature ပါတယ်เนาะ aqua alert ပါညာလေသူရဲ့ flyme os မှာအလုပ်လုပ်ပြီးတာတွေ့ရမယ် accessibility ရဲ့မှာဘာတွေပါအောင်မလို့ screen shot เนาะဒါ3 finger screen shot ပါမယ် gesture wake up ပါမယ် one hand မှု double press power button power button နှစ်ချက်နေရင်နဲ့ camera ပွင့်ခြင်းနဲ့ဟိဆိုရင် camera ထားရင်เนาะ power button ကိုနှစ်ချက်နေရင် camera feature ပွင့်မယ် now press and hold power button ကို digital assistant ထားလေရတယ် power menu ထားလေရတယ်ပေါ့เนาะအာဒါပါပဲထွေထူးတော့ကျွန်တော်အရင်မရှိဘူး now universal universal ထဲမှာ date time ချိန်လို့ရမယ် language in bosch smart dash ကကြတော့ smart dash ကဘာလို့ဆိုလို့ကျင်တာတော့အော်ဒီကောင်လေးဒီကောင်လေးเนาะ smart dash pattern လေးဒီကောင်လေးဒီအလုံးလေးဖော်ခြင်းနေဟိဆိုရင်တော့အဲ့ smart dash ကျွန်တော်တို့မျက်စိနောက်တယ်မလောက်တော့ဘူးအရင်တော့ pattern တွေတော့အဲ့ smart dash ကလိုတယ်ဗျာအခုကတော့ pattern မှမပါတော့တာเนาะ smart dash ထည့်စရာမလိုတော့ဘူးကျွန်တော်တို့ပါဝင်တဲ့ camera feature လေးတစ်ချက်ကြည့်အောင်ဗောနော်သူက main camera က AM6 sensor ဗောနော် Samsung sensor ကိုသုံးထားတာ ဘယ်ကောင်လေးနဲ့နီးစပ်သုံးဆိုတော့လောလောဆယ်ထွက်ထားတာဆို Honor H9D လို့ H9C လို့မှာတုံးထားတဲ့ sensor နဲ့အတူတူပဲ Realme ဆို Realme 11မှာတုံးထားတဲ့ sensor ပေါ့နော်။ဒါ18 megapixel အဲ့ main sensor တုံးတာဒါတော့ depth sensor ပေါ့။ Portrait တွေရရင်ကုညီဖို့အတွက်ပါမယ်။8 megapixel selfie camera ပါပါမယ်။အဲ့တော့ပါဝင်တဲ့ camera feature တွေအနေနဲ့ရရင် Super Night Night Mode ပါမယ်။ Portrait Mode ပါမယ်။ Photo Photo မှာကျွန်တော်တို့ကဒီကောင်ကဘာပါလဲဆိုတော့ဒီမှာ ဟို beauty ပေါ့နော်ဟိုမျက်နာကိုပြင်ပြဖို့အတွက် beauty မှုကို on off လုပ်လို့ရတော့ဒါဆိုရင် light beauty အမြင့်ဆုံးပြင်ချင်တဲ့ဟိတ်ဆိုရင် heavy beauty ဆိုပြီးတော့ပါတယ်အပုံထွက်ကတော့ကျွန်တော်တို့နောက်မှာဆန်းပြမယ် video video မှာကကြတော့ဒီကောင်ကဘယ်လောက်ထိရိုက်လို့ရအောင်ကြည့်အောင် 4K ရတယ်နော် 4K 30 fps ရိုက်လို့ရမယ် 1080p ဆိုရင် 60fps ရမယ် 720p ဆိုရင် 60fps ရမယ် န်ဒီရှိတ်ဘာညာကတော့ကျွန်တော်တန်းအီဒီပီမှာပဲဆက်ဖို့ပြီးမယ်ထင်ပါတယ်เนาะ 4K ဆိုရင်တော့ 4K လေးရတယ် 4K မှာလည်းအန်ဒီရှိတ်ပေါ့เนาะအန်ဒီရှိတ်မှုတော့ဟို shaking မဖြစ်အောင်တော့ထိန်းပြီးရတာလေးပွင့်နေဆိုတော့မဆိုးဘူးနောက်ထပ်ကကျွန်တော်မိုးမိုးမှာက pro move ပါမယ် panorama scan document တိုင်းလေး streamer shutter ဆိုပြီးတော့ shutter speed မြင့်မြင့်နဲ့เนาะ tripod ပေါ်မှာတင်ရိုက်ဖို့အတွက် feature လေးတစ်ခုပါမယ်ဒါပဲပေါ့နော် camera feature အနေနဲ့တော့ camera photo တော်တော်များများကိုကျွန်တော်တို့ထည့်ပေးလိုက်ပါတယ်ဒီကောင်ကပုံမှန်တိုင်းပဲပေါ့ဗျာကျွန်တော်တို့လုပ်ငန်းအတွက်သုံးမယ်ဟိဆိုရင်တော့ studio ထဲမှာရိုက်တဲ့အယုတ်လေးတွေပဲရိုက်တာဖြစ်ဖြစ် product လေးတွေကိုရိုက်တာပဲဖြစ်ဖြစ်ဘီဘီဖြစ်တဲ့ကာလာရတဲ့အဲ detail လေးတွေမစိုးဘူးဆိုတဲ့အနေထားမှာ ရှိတယ်တိတ်ပြီးတော့မကောင်းတာ portrait တို့ selfie တို့ရိုက်ရင်တော့ အာကျွန်တော်တို့ Redmi Note 14 Pro 13 Pro ပေါ့နော်အဲ့ကောင်နေလောက် image processing ဘိုင်းကိုတော့ကျွန်တော်တိတ်ပြီးတော့ သဘောမကျဘူးအစကင်တုံးတွေကိုကိုင်းတဲ့နေရာမှာဆိုတော့ तू က smooth လုပ်ပြီးတဲ့ဟာတခုပဲပါတယ်ဗောနော तू ကအဲ့လိုမျိုး percent နဲ့တောင်မဟုတ်ဘူးအာဟို light လုံမှာလားဒါမှမဟုတ် heavy beautify လားအဲ့နှစ်မျိုးပဲပါတယ် camera feature နဲ့ပတ်သက်ပြီးတော့အဲနည်းနည်းလေး setting ဘိုင်းနဲ့ပတ်သက်ပြီး image processing နဲ့ပတ်သက်ပြီးတော့ low အပ်ချက်တော့ရှိတယ်ဒါပေမဲ့ပုံမှန် photo မှုတွေရိုက်တဲ့နေရာမှာရတဲ့အဲကျွန်တော်တို့ vv ဖြစ်တဲ့ color နောက်ပြီးရင် detail တွေ dynamic rate တွေမစိုးတဲ့အနေထားတစ်ခုကိုတော့ ရရတယ်ပေါ့ဗျာ။ Official Global လုံးထဲမှာပြန်ပြီးတွက်ကြည့်တယ်ဟိဆိုရင်တော့မစိုးပါဘူးအဆင်ပြေတဲ့ပုံထွက်ကိုရနိုင်တယ်။ Mobile Legend ကို Lucky 08A 7H Gen 2ပုံမှာစော်ကစားရင်ရမယ် Graphic Setting မှာ Mac Quality Ultra ထားလို့ရတယ်လို့ Frame Rate ကလည်း Ultra ထိထားပြီးဆော့လို့ရတာတော့ဟွန်းမိုက်ပါတယ်ပေါ့နော်။အမြင့်ဆုံး Setting နေနဲ့ထားပြီးဆော့လို့ရတယ်။ဘလို့နေထားရှိတော့တော့ကျွန်တော်တို့ Review ရောက်မှအသေးစိတ်စံပြပါမယ် HK ကို Mizu Lucky 08ပေါ်မှာစော်ကစားရရမယ် graphic setting မှာ ် FES က ultra ထိရတယ်ပေါ့နော် height တော့မပွင့် max ပေါ့နော် max ထိတော့မပွင့်ဘူး resolution ultra 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 ဆို 90fps တောင်းနေတော့ကောင်းကောင်း solve လုပ်ရနိုင်ပါတယ်ဒါကကျွန်တော် issue key ပါကျွန်တော် batch g ကို lucky 08ပေါ်မှာ solve ကစားရင်ရမယ် graphic setting မှာတစ်ချက်ကြည့်အောင်ပေါ့နော် graphic မှာတဲ့ကျွန်တော် customize မှာနော်ဝင်ကြည့်လိုက်မယ်ဒီကောင်းက h-twin ပေါ့နော် h-twin ဆိုတော့ 60fps ပေါ့ smooth h-twin super smooth မှာရော super smooth မှာလည်း h-twin နော် valence မှာလဲ h string ht ht လဲ h string ht ရလဲ h string ဆိုတော့ဒီကောင်က 60fps နဲ့အမြင့်ဆုံးဆော့လို့ရပါမယ်။ Ultra HDR ဆိုရင်ဒီကောင် Ultra ထိရလိမ့်မယ်ပေါ့နော်။အဲ့တော့အမြင့်ဆုံး 60fps ရတယ်။ Gyro sensitivity ကပေါ့မပေါ်ကတော့ကျွန်တော်တို့သူ့ရဲ့အာ training နော် training ground ထဲမှာတစ်ချက်ဝင်ကြည့်အောင်။ Gyro sensor ကကျွန်တော်တို့ဒီမှာမြင်ရတဲ့လောက်ကတော့ပေါ့တယ်ပေါ့နော်။ Gyro ကကျွန်တော်တို့ sensitivity ကိုဆိုလိုချင်တာကဗျာ။ ဟိုပုံမှန်ဒီ setting ထဲမှာချိန်လို့ပြုလို့ရတာမှန်ပေမဲ့ native ပေါ့နော်လာလာချင်းမှာဒီလိုမျိုးရွှေ့ရယ်ပြုရယ်ပါညာမှာတော့ဒီကောင်မှာပေါ့နေတာကိုတွေ့ရတယ်အသေးစိတ်ကကျွန်တော်တို့ review ရောက်တော့မှဘလို့နေသားရှိတော့ပြန်ပြီးတော့ပြောပြမိပုံမှန်တော့ 7S Gen 2 SoC ကပူတယ်ဘက်ထရီစားတဲ့ဘက်ကိုသွားတယ်လက်ကီးစိုးအိမ်မှာရောပူလားဘက်ထရီစားလားတော့ review ရောက်မှသိပါမယ်။ပါဝင်တဲ့ display နဲ့ speaker အတန်အတွက်လေးကိုအနည်းငယ်စမ်းကြည့်အောင်ပေါ့နော် speaker က stereo speaker เนาะနှလုံးပါတာပါအပေါ်မှာတစ်လုံးအောက်မှာတစ်လုံးပါပါတယ်เนาะကျွန်တော်တို့ဝင်ပြီးတော့စမ်းကြည့်အောင်ပါ မြင်တွေ့ခဲ့တဲ့အတိုင်းပဲ display ရဲ့ quality ကတော်တော်ကိုမိုက်တဲ့ brightness တွေ color saturation တွေ contrast တွေကိုရတာတွေ့ရမယ် speaker ဂျူရယ် studio speaker ပါလာတော့မိုက်တယ်အပေါ်အောက်တော့အရင် balance မဖြစ်ပြီမဲ့သူပေးရတဲ့ဈေးနှုန်းမှာတော့ multimedia ခံစားဖို့အတွက်တော်တော်အဆင်ပြေတဲ့ device တစ်ခုအနေနဲ့ရှိပါတယ်အခုလောက်ဆိုရင်တော့ Mizu Lucky 08မှာပါဝင်တဲ့ feature အားလုံးကိုမြင်တွေ့ခဲ့ပြီလို့ထင်ပါတယ် မာရီမီဒီယာခန်းစားမှုအတွက် official global အလုံးနေထဲမှာတော်တော်တန်တဲ့ display ပါဝင်တဲ့ကောင်လို့ပြောလို့ရတယ်။အဲသဘောတွေ့တာတော့ဗျာ LDB ကိုနီးပညာပါဝင်တဲ့ကောင်ကိုကိုသိမ့်မပြည့်နဲ့ဈေးနဲ့ရသလို 1.5K resolution သူရဲ့ right net တွေ contrast တွေတော်တော်ကောင်းတဲ့ရုပ်ထွက်နဲ့ကျွန်တော်တို့ကြည့်ရှုခန်းစားရမယ်။ပါဝင်တဲ့ speaker က bass and ရတာနည်းပဲဆိုပေမဲ့ company လုံးနေထဲမှာတော့ multimedia ခန်းစားမှုအတွက်ကောင်းတဲ့ phone တစ်လုံးဖြစ်တယ်။ big quality ကရေစိမ်ခံတဲ့ဖုန်းတစ်ခုမဟုတ်ဘူးဆိုပေမဲ့လည်းစင်ပြပါတယ်ပုံမဲ့ကျွန်တော်တို့ဒီတိုင်းသုံးမဲ့သူတွေကတော့အတုံတန်ယုံပြုတ်ကြရင်လေအချမ်းခံနိုင်အောင်တော့လုတ်ပြီးထားတယ်ဆိုပြီးတော့ဖော်ပြထားတာတွေ့ရတော့မဆိုးဘူးပို့ပြောလို့ရတယ်ပေါ့ဗျာဒါပေမဲ့နောက်ကသူကပါကလက်ရထင်းနေပေါ့နော်ကျွန်တော်ရှိမှလည်းပြခဲ့တယ်အဲ့တော့အဲ့ဒါလေးကတော့နည်းနည်းလေးသိခံပြီးတော့ဂိုင်းဒါပေမဲ့ကာဘာတက်ကင်မှာပဲတိတ်ပြီးတော့အဒါစိတ်ပူစရာလိုတဲ့ကိစ္စတစ်ခု မဟုတ်ဘူးကင်မရာဘိုင်းနဲ့ပတ်သက်ရင်လေအရင်ကြီးတော့မမျော်လင့်ပါနဲ့အဒီသေးဝင်ချင်းဖုန်းတွေထဲမှာထိုက်တဲ့ကင်မရာရုပ်ထွက်ရနိုင်တဲ့ official global ထဲမှာဆိုရင်တော့ကောင်းတယ်လို့ပြောလို့ရတယ်ဗျာ China လုံးနဲ့ရှင်မဟိတ်ဆိုတော့ခင်ဗျာအဲ့ဈေးဝင်ကျင်ဆိုရင် Note 14 Pro Plus ရပြီပတ်စံ1000 2000ဆိုက်ဝယ်လာတယ်အဲ China လုံးကင်ကျင် Note 14 Pro Plus ဝယ်လာ global ထဲမှာဆိုရင်တော့သူ့ကင်မရာပုံထွက်အနေထားမစိုးအဆင်ပြေတယ်လို့ပဲပြောရမှာပါအာ image processing ပိုင်းကိုအမှန်တိုင်းပြောရရင်တော့နည်းနည်းလေးအခြား other brand တွေနဲ့ ရှိရင်တော့နည်းနည်းလေးလိုအပ်ချက်ရှိတယ်လို့ခံစားရတယ်ဒီကောင်မှာအာပုံမှန်ကျွန်တော်တို့လုပ်ငန်းအတွက်သုံးမဲ့သူတွေအတွက်ကတော့ဗျာ Google Service တခါတည်းပါတယ် Global လို့ notification နောက်မကြဘူး Okay 7S Gen 2ကလည်းခင်ဗျားတို့ social media သုံးတာပဲဖြစ်ဖြစ်ပုံမှန်အဲ editing video တသေးလေးတွေလုပ်တာပဲဖြစ်ဖြစ်အဆင်ပြေပြေသုံးနိုင်တဲ့ SOC ဖြစ်တယ်ဒီဈေးဝင်ကျင်ရနိုင်တဲ့ official Global အလုံးတွေထဲမှာလည်းဒီပါဝင်တဲ့ SOC 7S Gen 2ဒီအကောင်းဆုံးရနိုင်တဲ့ SOC ရတဲ့ဖုန်းဖြစ်တော့ဝယ်သိမ်းတဲ့အထင်မှာပါပါတယ်ရှစ်သိန်း9000ဆိုရင်တော့ဒီကောင်ကတန်တဲ့အနေထားမှာရှိတယ် official ကလို့အလုံးနေထဲမှာပေါ့နော်အခြားကျွန်တော်တို့ China Redmi အလုံးတွေကဈေးကျနေတာဖြစ်တဲ့အတွက်အကောင့်နေနေတော့သွားပြီးတော့မရှင်နေလို့တော့ပြောရှင်နေ official ကလို့ပဲအလုံးနေနေတော့တန်တယ်ဟိုအတွေ့အကြုံကပြောရရင်ဗျာကျွန်တော်တို့ China 7 Gen 2တုံးထားတဲ့ Note 13 Pro 5G မှာတော့ ပူတဲ့ battery စားရဲဆိုတာကိုတွေးခဲ့ရတယ်ပေါ့နော် lucky zero 8မှာဘလို့အနေထားရှိလဲရတော့ကျွန်တော်တို့ဟိုနောက်၁၀ရက်လောက်နေရင်စမ်းပေးမဲ့ review ရောက်မှာပဲအသေးစိတ်အာဒီကောင်ကတော့ battery ခမ်းတယ် battery မစားဘူးဆိုတာကိုပြပြနိုင်တယ်ဒါပေမဲ့ကိုကလောလောလတ်လတ်ဒါဝယ်ရမှဖြစ်မယ်ဟိဆိုရယ်လေဒီကောင်၈သိန်း၉သောင်းကျော်ကတော့ဟို official glue တဲ့လုံးထဲမှာတန်တယ်လို့ပြောရင်းနေဒီနေ့ video လေးကိုဒီမှာတင်အဆုံးသတ်ချင်ပါတယ်အားလုံးဘိုင်ဘိုင်ပါ Here we go.